အီရန်နဲ့ပတ်သက်တဲ့ထရမ့်အစိုးရရဲ့နောက်ဆုံးလှုပ်ရှားမှုတွေကအတော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဗဒိယဒုတိယသမ္မတဂျေဒီဗန်စ်ကဒရီဇာရှင်လင်းပွဲမှာအတော်လေးပြည့်ပြတ်သားရပြောထားတဲ့အချက်တွေကြောင့်လူတိုင်းအယုံစိုက်နေကြပါတယ်။ခုချိန်မှာအမေရိကန်ကအီရန်ကိုဘယ်လိုချိန်ကမလေးဆိုတာတရားဖို့ဒီတဲ့ရင်းကိုတေးချနားထောင်ဖို့လိုပါတယ်။ ما امکانات جدیدی داریم که انشان مجازات سختی است و او رو دچار ضعف کرده ایرانی نیویا چینی ایران گان دینی اتوی ما یورینیم چوب ما ناگو چاوسا یگای نو اتی دومین نای گی بابی ဒါနိုင်ငံတကာမှာအတော်လေးစိုးရိမ်စရာဖြစ်နေပါပြီ။ကျောင်းကျင်သူတွေကတော့ဒီပမာဏဟာအမှုမြုံလောက်ဖို့လုံလောက်တဲ့အဆင့်ရောက်နေပြီလို့ပြောနေကြတာဖြစ်ပါရဲ့။ ဒါပေမဲ့အီရန်ကတော့ငါတို့ကငိမ့်ချရဲ့အတွက်ပဲလောက်တာဆိုပြီးငင်းစုနေစေဖြစ်ပါရယ်။အမေရိကန်ရဲ့တုံ့ပြန်မှုဒီချင်းလေးကိုအမေရိကန်ကဘလို့တုံ့ပြန်လေဆိုတော့ဇွန်လအတွင်းမှာပါရှန်ပြည်လေကွိမှာဂျီမာရဲ့စီရလေးချင်းမှုတွေလုတ်ပြခဲ့ပါရယ်။ B52 လို့ခေါ်တဲ့ဘုံကျင်းလေရင်ကြီးတွေနဲ့အင်အားပြသခဲ့တာဖြစ်ပါရယ်။ အီရန်ကိုရှင်းရှင်းလင်းလင်းသတိပေးလိုက်တဲ့သဘောပါမင်းတို့ဆက်လို့ရင်ငါတို့လည်းအဆင်ပြေမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ် scenario where တခြားနိုင်ငံတွေရဲ့သုံးပြန်မှုဒီကိစ္စမှာတခြားနိုင်ငံတွေကရောဥရောပသမဂ္ဂနဲ့ဂူလာသမဂ္ဂတို့က Iran မင်းတို့နျူကလ িয়ার လက်နက်မလုပ်နဲ့ဆိုပြီးထပ်မံပြောနေကြတာဖြစ်ပါတယ် ။ဒါအပြင်စီးပွားရေးအရာပုံမူတင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့လည်းအကြံပြုနေတာဖြစ်ပါရယ်။ဒါပေမဲ့တရုတ်နဲ့ရုရှားတို့လိုနိုင်ငံကြီးတွေကတော့အီရန်မှာတည်သက်သဘောထားတွေရှိနေစေဖြစ်ပါရယ်။နိထုတ်ပြောရရင်ဒီတော့အခြေအနေကဘလို့ရှိလဲဆိုတော့အီရန်ကနျူကလ িয়ার စွမ်းအင်ကိုစပီဒိုဂျေနေစေဖြစ်ပါရယ်။အမေရိကန်ကစီရင်နီးနဲ့ချင်းချောင်းနေပါတယ်။နိုင်ငံတကာကလည်းဇိုးရင်ပြီ ဝိုင်းတာနေကြစေဖြစ်ပါရယ်ဒီဇူလာတွင်းမှာဘာတွေထက်မှန်ဖြစ်သွားမလဲဆိုတာအလုံးစောင့်မျှော်နေကြရတဲ့အခြေအနေပါပဲ